အားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမှာကတော့တောင်သူလယ်သမားအရေးတော်ပုံအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာရှိတဲ့လူဦးရေအများစုဟာရှေ့ဘုရင်နေလက်ထက်ကနေစပြီးအစဉ်အဆက်အပြင်လေယာဉ်လုပ်ငန်းကိုတာလောက်ကင်စားတော့ကြပါတယ်ခင်ဗျာ အင်္ဂလိပ်တွေဟာမြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့လေယာဉ်မြေလုပ်ငန်းအတွက် ဈေးပေါ်တဲ့အလုံတမာများရရှိနိုင်ရန်အတွက်အိန္ဒိယမှာအလုံတမာများကိုခေါ်သွင်းလာခဲ့ကြပါတယ်။အဲ့ဒီအိန္ဒိယလုံသားတွေဟာဈေးကျင်းငွေအတွက်အင်္ဂလိပ်အစိုးရထံမှအသွုံနှုံတက်တာစွာနဲ့ချေယူနိုင်ကြပါတယ်။မြန်မာလုံတမာတွေကတော့အသွုံနှုံမြန်မာစွာနဲ့သာချေယူခဲ့ကြရပါတယ်ခင်ဗျာ။ဒါကြောင့်မြန်မာလေတမာတွေမှာလေယာမဲ့ဥယေဟာ တစတစများပြားလာခဲ့ပါတယ်ခင်ဗျာ။ဒါအပြင်စတိပရာတာ ဘလုတ်ပရာတာအင်္ဂလိုဘားမှာစတယ်မြန်မာစံတစ်ပါးရောင်းဝယ်ရေးကိုလောက်ကင်နေကြတဲ့အင်္ဂလိပ်ကုမ္ပဏီကြီးတွေဟာစုပေါင်းပြီးဘူလင်ဂျဘူးအဖွဲ့ကြီးကိုဖွဲ့စည်းကြပါတယ်အဲ့ဒီအဖွဲ့ကြီးဟာမြန်မာနိုင်ငံလယ်သမားတွေရဲ့ကုသန်းရောင်းဝယ်ရေးကိုလက်ဝဲကြီးအုပ်ပြီးဈေးကစားခြင်းပြုလုပ်ခဲ့ပါတယ်ကွန်တယ်ပွဲစားတွေဟာလည်းမြန်မာလယ်သမားတွေကိုအစင့်စင့်ခေါင်းပုံဖြတ်ကြပါတယ်ဒါကြောင့်မြန်မာလယ်သမားတွေရဲ့အခြေအနေဟာတရက်ထက်တရက် ိုပိုဆွေးရလာခဲ့ပါတယ်။ GCPA အမှုဆောင်ဖြစ်သူဆရာဆန်ဟာတာဝန်အရဦးစိုးသိန်း GCPA အဖွဲ့ကိုအစီရင်ခံစာတင်သွင်းရန်အတွက်လယ်သမားတွေရဲ့ဘဝကိုတွားရောက်လေ့လာခဲ့ပါတယ်။လယ်သမားတွေရဲ့အခြေအနေကိုကွင်းဆင်းလေ့လာပြီးတဲ့နောက်မှာတော့လယ်သမားများအတွက်အကွန်ကောက်ခံမှုကိုညှင်းဆို့ပေးရန်လယ်သမားများအနေဖြင့်တင်ဝါများကိုအခမဲ့ခုတ်ခွင်ပြုရန်စတဲ့အချက်တွေပါတဲ့အစီရင်ခံစာကို တင်တွင်းခဲ့ပြီမဲ့ GCBA အဖွဲ့ကြီးကလက်မခံခဲ့ပါဘူးခင်ဗျာဒါကြောင့်ဆရာဆန်ဟာ GCBA အဖွဲ့နဲ့အဆက်တွေဖြတ်ပြီးတော်လန်ရေးဆောင်ရွက်ဖို့လျှို့ဝှက်ပြီးစီစဉ်ခဲ့ပါတယ်ဆရာဆန်ဟာသူကိုယ်တိုင်နဲ့သူ့ဗန္ဓကဂလုံဖွဲ့ခံယူကဂလုံတပ်သားများကိုလည်းစုဆောင်းခဲ့ပါတယ်ဂလုံတပ်သားတွေဟာလည်းကျေးရွာဝန္တာနုအဖွဲ့တွေကနေတဆင့်လူတို့ကိုစီယုံပြီး내ချက်အရင်ရှင်နဲ့မြေရှင်စန့်ကျင်ရေးမြာ ပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာတာနိုလေဓမ္မအရေးတော်ပုံကိုဦးစည်းဦးဆောင်ပြုခဲ့တဲ့ဆရာဆန်ဟာ1886ခုနှစ်အော်နိုဘာလ24ရက်နေ့မှာရွှေဘိုခရိုင်အနီးမှာရှိတဲ့ရွာတရွာမှာမွေးဖွားခဲ့ပြီးငယ်နံမြီကတော့ယာကျော်ဖြစ်ပါတယ်မောင်ယာကျော်ဟာပညာသင်ချိန်ဘဝမှာမိယဖလာဖြစ်တဲ့ဖောတော်ကြီးတန်စာတင်ကျောင်းမှာပညာသင်ကြားခဲ့ပါတယ်အရွယ်ရောက်လာတဲ့အခါမှာဖြာနဲ့ချင်းသားတွေရက်လို့ရောင်းချပြီး အတက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်ခင်ဗျာအဲတော့ကြာပြီးတဲ့နောက်မှာတော့တောင်ယောက်ကြာလေးတယောက်တမီးယောက်ကြာလေးတယောက်ထွန်းကားခဲ့ပါတယ်နောက်ပိုင်းမှာတော့မော်လမြိုင်မျိုးတို့ပြောင်းရွှေ့ကလက်သမားဆရာအဖြစ်အတက်မွေးခဲ့ပြီးဘေးရင်ဆရာတိုင်းရင်ဆေးဆရာအဖြစ်လည်းအောင်မြင်ခဲ့ပါတယ်ဥရကျော်ဟာအနောက်တိုင်းဆေးပညာနဲ့မြေရုပ်ကလာတိုင်းရင်ဆေးပညာကိုနှိုင်းယှဉ်ထားတဲ့ကျမ်းနှုတ်ကိုစီရင်ရေးသားခဲ့ပါတယ်အဲ့ဒီချိန်ကစပြီး ဥရကျော်ဟာဆရာဆန်အမည်တင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ1920ခုနှစ်မှာညောင်နိုင်ငံလက်လက်ရေးအတွက်ပိုက်ပွဲဝင်ရန် GCPA ကိုဝင်ရောက်အမှုထမ်းခဲ့ပါတယ်အစောပိုင်းကာလမှာဆရာဆန်ဟာသူ့ကျေးရွာရဲ့အဖွဲ့အစည်းကိုကိုစားပြုပြီးနောက်ပိုင်းမှာတော့မော်လမြိုင်ရုံးခွဲအတွက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြည်ထောင်စုရဲ့အခွန်ကောက်ခံမှုစနစ်ကြောင့်ဖြစ်ပေါ်လာတဲ့လယ်သမားတွေရဲ့မကျေနပ်မှုတွေကိုစိန်ရင်းကောက်ယူရန်အတွက် ဆရာဆန်းကို1924ခုနှစ်မှာစုံစမ်းရေးကော်မတီဥက္ကဋ္ဌဖြစ်ခန့်အပ်ခဲ့ပါတယ်1926ခုနှစ်မှာကိုလိုနီအစိုးရရဲ့မရေဖိနစ်ချင်းကိုခံနေရတဲ့ရွာသားတွေကို ကာကွယ်ရန်အတွက်ခုခံကာကွယ်ရေးအဖွဲ့အစည်းများကိုတည်ထောင်ပြီးအမျက်ခွန်ပေးခြင်းကိုငင်းဆန်ရန်အဆိုပြုခဲ့ပါတယ်အဲ့ဒီအဆိုပြုချက်ကို1926ခုနှစ်မှာကျင်းပတဲ့ GCPA ညီလာခံမှာမြင့်မဲ့ခံခဲ့ရပါတယ် ဲ့လိုညင်မဲ့ခံခဲ့ရပြီးတဲ့နောက်မှာဂလုံအသင်းလို့အမည်ပေးထားတဲ့သူ့ရဲ့ကိုယ်ပိုင်အဖွဲ့အစည်းကိုတိစောက်ခဲ့ပါတယ်။ဆရာဆန်ဟာသူ့ရဲ့နောက်လိုက်အဖွဲ့တွေကိုတစ္ဆာကျင်းဆိုစေခြင်းဂလုံရုပ်တွေကိုတတူထိုးစေခြင်းလို့ဖြင့်လက်ခံခဲ့ပါတယ်။1930ဒီဇင်ဘာ22ရက်နေ့မှာခိတဗင်းကန်တာဝန်ထမ်းဆောင်နေတဲ့ဂျေစာမောင်ကြီးဟာတာယာဝတီမှာကျင်းပါတဲ့ဆွေနှင်းတပင်ပွဲမှာလေဓမာတွေရဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီး ညီတို့များအေးအေးယူဆောင်ရွက်ပေးနိုင်မှာမဟုတ်တဲ့အကြောင်းကြေညာခဲ့ပါတယ်ခင်ဗျာအဲ့ဒီနှစ်ဒီဇင်ဘာ22ရက်နေ့မှာရန်ကုန်မြို့အနောက်ဘက်190ကီလိုမီတာခန့်အကွာမှာရှိတဲ့တာယာဝရီခရိုင်မှာဂလုံဌာနချုပ်ကိုတီထောင်ပြီးဂလုံဂလုံတို့၏ဘရင်ဟူသောအမည်ကိုခန့်ယူကာအရေးတော်ပုံကိုစတင်ခဲ့ပါတယ်။ဆရာဆန်ရဲ့တာနူလေဓမ္မဂလုံသက်သားတွေဟာတာယာဝရီခရိုင်ရေတိုက်ရွာဖားရွှေကျော်ရွာတွေကနေစတင်ပြီး တော်လှန်ရေးကိုစတင်ခဲ့ကြပါတယ်။အရေးတော်ပုံစတင်ပြီး58နာရီအတွင်းမှာအစွဲအင်ဂျင်များဖြစ်တော့ရာဒီကြီး၄ရောက်အသက်ခံခဲ့ရပါတယ်ခင်ဗျာ။ဂလွန်တသားတွေဟာပြည်ထရှာတွေရဲ့အထိမ့်မှတ်တင်ကြရတွေဖြစ်တဲ့ယထာလန်ဂုံးကြော်တရာကျင်းနန်းနိုင်တွေကို ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အရေးတော်ပုံစပြီး၉ရက်အကြာမှာပဲဆီယဆန်ရဲ့ဌာနချုပ်ကို အင်္ဂလိပ်တို့ဖြိုဖျက်နိုင်ခဲ့ကြပါတယ်ခင်ဗျာ။ဆီယဆန်အရေးတော်ပုံဟာ ဖြာပုံဟင်္ဒရာအင်းစိန်စတဲ့ဒေသတွေအထိ ပြန့်နှံ့သွားခဲ့ပါတယ်။အင်္ဂလန်ကိုခွင့်နဲ့ပြန်သွားတဲ့ဘီငန်ချတ်အင်းနဲ့လည်းမြန်မာနိုင်ငံကို အမြန်ပြန်လာခဲ့ပြီးမြေခွန်လျှော့ချခြင်းအမတော်ကြီးထုတ်ပေးခြင်းအတင်းအကျပ်အခွန်ကောက်ခံမှုကိုရက်ဆိုင်ပေးခြင်းစတာတွေပြုလုပ်ပေးခဲ့ရပါတယ်။အင်္ဂလိပ်အစိုးရဟာဆီယဆန်ကိုစုငွေ9000ထုတ်ပြီးတော်လန်ရဲသမားတွေကိုလည်းနှိမ်နှင်းခဲ့ပါတယ်။1932ခုနှစ်မှာတော့ ဆရာဆန်ကိုရှမ်းပြည်မြောက်ပိုင်းမှာဖမ်းဆီးနိုင်ခဲ့ပြီးအထူးခုံရုံးတဲ့စစ်ဆေးကဩဂုတ်လ28ရက်နေ့မှာ ပေရန်ချမှတ်ခဲ့ပါတယ်။မယူကဝင်ချင်းကိုမြင့်မဲ့ပြီး1932ခုနှစ်နိုဝင်ဘာလ28ရက်နေ့တာယာဝူဒီမှာပဲကျိုးပေးတက်ဖြတ်ခဲ့ပါတယ်ခင်ဗျာ။အစိုးရနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ ထင်းစာပဲဖြစ်ပါတယ်